ကဲတရင်ကျွရောက်ပြီဆိုတော့တရင်ကျွနဲ့ပတ်သက်တဲ့သကလုံးလေးတွေကိုအတူတူလေ့လာကြမယ်ပထမဆုံးကတော့ခန့်ကျော်ဖယောင်းတိုင်းပဲဖြစ်ပါရရှင်တရင်ကျွညမှာဆိုရင်မြတ်စွာဘုရားကဒီကောင်းကင်ဘုံကနေပြီးတော့လူပြည်ကိုပြန်လဲဆင်းသက်လာတာကို ပြန်လဲကြိုးဆိုတဲ့အချင်းအမတ်အနေနဲ့အင်ဂျွေလန်းတွေနဲ့ဖျားတွေမှာဖျောင်းတိုင်တွေကိုချွန်ပြီးပူဇော်ကြရပဲဖြစ်ပါရှင်။ခန်တယ်မဟုတ်ပါဘူးနော်။ခန်တော်ပဲဖြစ်ပါရှင်။ သူကကြတော့ရှေ့ကခန့်ဆိုရဲအတန်ကိုပို့ပြီး stress ဖြစ်ပါတယ်ခန့်တော့ခန့်တော့ခန့်တော့ဖျောင်းကြိုင်နောက်တစ်ခုကတော့ offering လက်ဆောင်ဒါမှမဟုတ်လူဝယ်ပစ္စည်းလို့အတိတ်ပဲရပါတယ်ရှင်ဒါအပြင် သူကပေးကမ်းခြင်းကြော်ခြင်းလို့လည်းအတိတ်ပဲရပါတယ်ရှင် ဒီလိုမျိုးသတင်းကျွန်းမှာဆိုရင်တန်ကားတွေလူကြီးမိဘဆရာဆရာမတွေကိုကြောကြပါရဲ့သူကကြတော့ offering မဟုတ်ပါဘူးเนาะ offering လို့အတန်ထွက်ပါရဲ့ offering 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 lesson နောက်တစ်ခုကတော့ heaven ကောင်းကင်ဘုံပဲဖြစ်ပါရဲ့ရှင် ဒါဆိုရင်လန်နာက paradise လဲကောင်းကင်ပုံမဲမဟုတ်ဘူးလားလို့မေးချင်မိလိုက်မယ်။ဟုတ်တယ် paradise လဲကောင်းကင်ပုံမဲ။ဒါပေမဲ့ paradise ကကြာတော့ဒီလိုမျိုးဒုက္ခပုံလို့ပြောရင်ပိုပြီးတော့မှန်တယ်။ paradise ကိုကြာတော့ဒီအယံပျော်ရွှင်စရာကောင်းတဲ့နေရာညီလိုကောင်းတဲ့နေရာငင်းချမ်းပြီးတော့အယံကိုညီလိုကောင်းတဲ့နေရာမျိုးရင်တော့ဆိုလို့ရှိရင် paradise လို့သုံးလို့ရတယ် heaven ကကြာတော့မြန်မာလိုထည့်တို့ပြောလိုက်မယ်ဆိုရင်တော့ net ပြီပေါ့နော် သူကို heaven လို့အတန်ထွက်ပါအောင်နော် heaven လို့အတန်ထွက်ပါရဲ့ heaven 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 ကောင်းကင်ဘုံနောက်တစ်ခုကတော့အဘိဓမ္မာဒေအဘိဓမ္မာနေ့ပဲဖြစ်ပါရဲ့ရှင်အဘိဓမ္မာနေ့ဆိုတာကမြတ်စွာဘုရားကနတ်ပြည်မှာနတ်သားဖြစ်နေမွေးမိခင်မေရောမာယာကိုခြေဆုဆက်တဲ့အနေနဲ့နတ်ပြည်ကိုကြွပြီးတော့အဘိဓမ္မာကျားတွေကိုဟောကြားခဲ့တဲ့နေ့ပဲဖြစ်ပါရဲ့ရှင် အဘိဓမ္မကျေအဘိဓမ္မကျေအဘိဓမ္မကျေအဘိဓမ္မနိနောက်ထပ်တစ်ခုကတော့ gratitude ကျေစုခြင်းမှုကျေစုကျေစုတင်ခြင်းလို့အဓိပ္ပာယ်ရပါရှင်တရင်ကျမှာဆိုရင် လူကြီးသူမတွေမိဘတွေဆရာဆရာမတွေကိုကျေးဇူးဆက်တဲ့အနေနဲ့ကြောကြပါရယ် gratitude 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 ကျေးဇူးတင်မှု နောက်ထပ်တစ်ခုကတော့ festival ပွဲတော်ပဲဖြစ်ပါရှင့်။တည်င်းကျုကမြန်မာနိုင်ငံမှာရှိရဲဆန္ဒလရာသီပွဲတော်ရည်တဲကပွဲတော်တစ်ခုပဲဖြစ်ပါရှင့်။တည်င်းကျုကို lighting festival မိထွန်းပွဲတော်လို့လည်းခေါ်ပါသေးရဲ့။သူ့ကို festival လို့အတန်မထွက်ပါဘူး။ festival လို့အတန်ထွက်ပါတယ်။သူကကြောက်ရှိက fats ဆိုတဲ့အတန်လေးကိုပို့ပြီး stress ထည့်ပါတယ်။ festival 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 ွဲကျော်နောက်ထပ်တစ်ခုကတော့ full moon လာပြည့်ပဲဖြစ်ပါရဲ့ရှင် full moon full moon full moon လာပြည့်ဒီလိုမျိုးလာပြည့်ရဲ့နေ့ကိုကြာတော့လာပြည့်နေ့ full moon day လို့ခေါ်ပါတယ်တရင်ချွပွဲတော်ကိုတရင်ချွလာပြည့်နေ့မှာကျင်းပလေးရှိပါရဲ့ရှင် full moon day full moon day full moon day လာပြီးနေနောက်ထပ်တစ်ခုကတော့ family gathering မိသားစုတွေ့ဆုံပွဲလို့အဓိပ္ပာယ်ရပါတယ်ရှင်။တရင်ကျွတ်ပိတ်ရမှာဆိုတော့ရှင်ရဲ့အဝေးရောက်နေတဲ့မိသားစုဝင်တွေပြန်လည်ဆုံတွေ့ကြရပေါ့နော်။အဲ့ဒါကို family gathering မိသားစုတွေ့ဆုံပွဲလို့ခေါ်ပါတယ်။ family gathering family gathering family gathering မိသားစုတွေ့ဆုံပွဲ နောက်တစ်ခုကတော့ lantern မီးပုံပဲဖြစ်ပါရဲ့ရှင်။သတင်းကြညမှာဆိုရင်ဒီ lantern လို့ခေါ်တဲ့ပြောင်စုံမီးပုံလေးတွေကိုအရှိတွေမှာချိန်ဆထားလိမ့်ရှိကြပါရဲ့။ lantern 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 မီးပုံ နောက်ထပ်တစ်ခုကတော့ Sky Lantern ပဲဖြစ်ပါရဲ့ရှင်။ဒီ Sky Lantern ဆိုတာကကြတော့တရင်ကျညရဲ့ပိုင်းဆိုလို့ရှိရင်ဒီကောင်းခင်ပေါ်မှာပေါ့နော်မီးထွန်းပြီးလှုပ်ကြရဲမီးပုံပြန်တေးတေးလေးတွေကိုခေါ်တာပဲဖြစ်ပါရဲ့ရှင်။ Sky Lantern Sky Lantern Sky Lantern မီးပုံပြန်နောက်ထပ်တစ်ခုကတော့ Traditional Snack ရိုးရာမုံပဲဖြစ်ပါတယ်ရှင်။တရင်ကျူမှာဆိုလို့ရှိရင်မြန်မာရိုးရာမုံတွေကို လုတ်ပြီးတော့လာရဲ့ဧည့်သည်တွေကိုအခန့်ကျွေးမွေးကြပါတယ်ရှင်။ traditional snack traditional snack traditional snack ရိုးရာမုံသူကိုအများပြောင်းပြီးတော့ရိုးရာမုံများလို့ပြောချင်တယ်ဆိုလို့ရှိရင်တော့ s လေးပေါင်းထည့်ပေးရမှာပဲရှင်။ traditional snacks traditional snacks traditional snacks, traditional snacks. တို့ရမုံများဒီနေ့ lesson လေးကတော့ဒီလောက်ပါပဲရှင်အားလုံးလည်းတရင်ကျွန်းနဲ့ပတ်သက်တဲ့ vocabulary တွေကိုရပ်သွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးလည်းဘေးရန်ကင်းကွာပြီးရောအသက်ရှင်ကြမှာပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးလည်းပျော်ရှင်စရာတရင်ကျွတ်အချိန်ခါလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် Happy တရင်ကျွတ် everyone